်ဆရာကြီးဒေါက်တာနန္ဒမာလာ ပြည်ဝင်သားရဲ့ဇာတိမြေမှသာသနာဤပိုင်းမှာတော့တမာတိသာသနာဆိုတာလေးကိုဆက်လက်ပူဇော်ကြပါရှင်တရားတော်ကို ကောင်းလို့ပူဇော်ခွင့်ပြုပါရန်ဆရာတော်ကြီးအောင်ယုတ်တိလေးမြတ်စွာလျှောက်ထားအပ်ပါသည်ဗျာတမာတိသာသနာတမာတိဖြစ်လာပြီတမာတိခြင်းစဉ်တစ်ခုကို ျင့်တယ်ဘယ်လိုကျင့်ရမလဲမေးလို့ရှိရင်သီလရှိလာလို့သီလကို စင်ကျင်နေတာဟာလဲတမာရီကျင့်စဉ်တစ်ခုပဲသီလနှုတ်တတိလို့ခေါ်တယ်နေ့စဉ်နဲ့မြတန်ဃာတော်တွေကိုဆွန်းလောင်းတယ်ဘုရားဆွန်းတော်တင်တယ်ဒါတွေကိုစင်ကျင်ပြီးတော့စိတ်ထဲမှာကြည်နူးနေအောင်တတိတွေထားပြီးစိတ်တည်ငြိမ်အောင်ဘွာဒါလည်းပဲတမာရီကျင့်စဉ်ပဲတခြားသွားစရာမလိုဘူးကိုအင်မာကို နေရင်လေတမာတိရတယ်စူးစမ်းပြီးကျင့်မယ် ဖခင်ကုံတော်ပွားပြီးတော့လည်းသမာဓိဖြစ်အောင်လုပ်လို့ရတယ်။နောက်ဆုံးမှာတခြားဟာမရဘူးဆိုရင်ကိုယ့်ဟာကိုယ်ထိုင်းနေရင်ကနေပြီးတော့မှထွက်လေဝင်လေလေးကိုမှတ်နေရင်လည်းဒါသမာဓိကြီးရနေတာပဲ။ဒီသမာဓိကြီးကဘာတွေအတွက်လဲလို့မေးလို့ရှင်တော့ယထာဘူတာညာနာတသနာအတွက်ဖြစ်တယ်။ယထာဘူတာဆိုတာကတကယ်အရှိကို အရှိအတိုင်းညာနာတသနာဆိုတာက သိတယ်မြင်တယ်အရှိကို အရှိတိုင်းမြင်တယ်ဆိုတဲ့အသိဉာဏ်ကိုရဖို့အတွက်ဖြစ်တယ် ဒါကအတိုင်းအတာတစ်ခုပဲအဲဒီတော့မြတ်စွာဘုရားရဲ့တရားတော်ကတကယ်လက်တွေ့ကျင့်သုံးရမယ်တရားတော်မျိုးဖြစ်တယ်ဒါကြောင့်တမာရီကျင့်စဉ်ကိုကျင့်လို့တမာရီသာသနာကိုတန်တန်မှာတည်နေပြီဆိုရင်ပညာဆိုတာလာတယ်ပညာသာသနာအဲ့ဒီပညာဆိုတာကတူးနဲ့တူမတူဘူးတချို့ကြတော့တရားနာရင်တရားထုရနိုင်တဲ့ပုံကူးလက်ရှိတယ်တချို့ကြတော့လဲစာပေဆင့်ဆင့်သင်ယူပြီးတဲ့နောက်ပိုင်းမှာ တရားတို့ရတဲ့ပုံကူလည်းရှိတယ်တချို့လည်းနှစ်ပေါင်းများစွာကျင့်ပြီးမှအတိညာရင့်လာတဲ့ပုံကူလည်းရှိတယ်တယောက်နဲ့တယောက်မတူဘူးအဲ့ဒီတော့တူတာမတူတာထားကိုလုံးရမယ့်အလုပ်ကိုကိုလုံးနေဖို့လိုတယ်ကိုသွားရမယ့်လမ်းကို ကိုသွားမှရောက်မှာပဲမသွားဘဲနေရင်တော့မရဘူးပေါ့ခြေလမ်းတရာလမ်းရမယ့်နေရာရောက်ဖို့တလန်းလန်းပြီးရင်69လမ်းပဲကျန်တော့တယ်တလန်းမှမလန်းရသေးတဲ့ပုံကူကတော့အလန်းတရာလုံးကျန်နေမှာပဲဒါကြောင့်မို့ ပုံမှန်လေးအလုပ်လုပ်နေဖို့အရေးကြီးတယ်။ရတာကသူ့တာဝန်လုပ်ရမှာက ကိုယ်တာဝန်လို့တာဝန်ကိုခွဲဝေပြီးတော့ရလိုတဲ့စိတ်တွေနင့်ကန်ပြင်းထန်လို့မရဘူး။သူ့အချိန်တန်ရလာမှာပဲ။အဲဒီတော့ပညာကို တိုးတက်လာအောင် လုပ်ခြင်းရင်တီလာနဲ့တမာရီဒီနှစ်ခုကိုထူထောင်ရမယ်။ထူထောင်ပြီးတဲ့အခါမှာမလုပ်ရမလဲ။ကိုယ်တန်တန်မှာရှိတဲ့ရုပ်နံကိုမြင်အောင်နှလုံးသွင်းဆင်ခြင်ဖို့လိုတယ်။ဒါကအကျဉ်းပြင်းအပြင်တရားအားထုတ်နေတဲ့အချိန်မှာ တရားအာယုံပြုတ်နေတာတိနေတာကနန်တရားပဲဒီလိုအာယုံကိုယူရတဲ့သဘောမရှိတဲ့တရားကရုပ်တရားဆိုပါစို့မျက်စိမှာအစင်းအာယုံလာတင်တဲ့မျက်လုံးဖွင့်ကြည့်လို့အစင်းအာယုံမြင်နေဆိုရမှာမျက်လုံးကရုပ်တရားအစင်းအာယုံကလည်းရုပ်တရားသို့တော့အစင်းအာယုံနဲ့မျက်လုံးဆုံသည့်အတွက်ကြောင့်ပေါ်လာတဲ့အသည့်စိတ်ကလေးကနန်တရားအခုလိုမြင်တဲ့အပေါ်မှာလဲရုပ်နဲ့နံကွဲအောင်ကြည့်ကြားတယ်ဆိုတဲ့အရာမှာလဲရုပ်နဲ့နံကွဲအောင်ကြည့် နားနဲ့အတန်ဆုံးပြီလို့အတန်ကိုတိလိုက်တယ်ကြားမန်းတိလိုက်တယ်တိတာလေးကနန်းတရားနားနဲ့အတန်ကရုပ်တရားနန်းတာရှူတာလည်းဒီတိုင်းပဲနှာခေါင်းနဲ့အနက်ရှားနဲ့အရသာခန္ဓာကိုယ်နဲ့အထိတွေ့အသိစိတ်နဲ့အာယုံကြည်လိုက်တဲ့အခါမှာအသိစိတ်နဲ့အာယုံမှာနော်အာယုံကရုပ်တရားဖြစ်ခြင်းဖြစ်မယ်နန်းတရားဖြစ်ခြင်းဖြစ်မယ်အသိစိတ်ကနန်းတရားလို့ဒီလို ဆင်ခြင်သုံးသက်ပြီးနေမယ်ဆိုရင်တမာတိစွမ်းအားနဲ့ရလာတဲ့ယထာဘူတာညာနာတတနာဆိုတဲ့အမှန်မြင်တာပေါ်လာနိုင်ပြီးတေချာပေါက်ကိုရုံနဲ့နံ꿰သွားမှာဒီလိုရုံနဲ့နံ꿰ပြီဆိုရင်ဒီညာကိုနာမရူပပြိစီတာညာလို့ခေါ်တယ်ဒါကယုတ်ဒါကနံလို့နှစ်ခု꿰သွားတာဘယ်လောက်ထိအောင်꿰ရမလဲဆိုရင်ငါဆိုတဲ့အစွဲကြီးပြောက်သွားတဲ့အထိအောင်꿰ရမယ် ငါဟာဆိုတဲ့အစွဲမရှိရဘူးတတ်တပါဆိုတဲ့အမြင်လည်းမရှိတော့ဘူးလောကလူတွေဟာငါဆိုတဲ့အစွဲလန်းကြောင့်ကြောက်စရာတွေကြောက်တယ်လန့်စရာတွေလန့်နေလိုချင်စရာတွေဖြစ်တယ်ငါဆိုတာမရှိဘူးဆိုရင်ငါဟာဆိုတာလည်းမရှိတော့ဘူးရုပ်နဲ့နံတဘာဝအတိုင်းဖြစ်တယ်လို့ဆိုတာကိုမြင်အောင်တတ်တော်ဆိုတဲ့အသွင်သဏ္ဍန်အနေနဲ့အထင်မှအမြင်မှားမှုဖြောက်သွားအောင်လုပ်လို့ရှိရင်ဒီဉာဏ်က နာမရူပပြိစီရာညံမယ်အမြင်မှန်သည့်အတွက်ကြောင့်အမြင်စင်ကြယ်သွားလို့ဒိဋ္ဌိဝိတ္တရီလို့ခေါ်တယ်ဒါကပြမဆုံးရတဲ့ညံတစ်ခုပဲဝိပဿနာလုံးမှာအဲ့ဒီညံကစတာဒီညံကောမရသေးပဲနဲ့ရှေ့ကြော်တက်လို့မရဘူးပထမခြေလန်းမလန်းပဲနဲ့ဒုတိယခြေလန်းကြော်လန်းရင်တော့မှောက်ရလဲမှာပဲဒီလိုပဲ ရှိခုယုံနဲ့နံပထမကွဲခြင်းဒီနာမရူပပြိစေတာညံအဲ့ဒီယုံနဲ့နေရဲ့သဘောကိုစဉ်ဉဏ်စဉ်းစားရင်းကနေအဲ့ဒီယုံနဲ့နေရဲ့အကြောင်းတရားတွေကိုတွဲဖက်ပြီးတော့သိလာတယ်။ဘာကြောင့်ဖြစ်တယ်ဆိုတာသိလာတယ်။အဲ့ဒီလိုသိလာပြီဆိုလို့ရှိရင်တော့ပြစ္ဆေယပရိက္ခဟညံလို့ခေါ်တယ်။အကြောင်းတရားကိုသိလာတယ်။ဘာကြောင့်ယုံနဲ့နံဖြစ်တယ်ဆိုတော့ အဲအကျမ်းပြင်းအပြင်းပြောမယ်ဆိုရင်မျက်စိနဲ့အစင်းအာယုံဆုံးသည့်အတွက်ကြောင့်မြင်သည့်စိတ်လေးပေါ်လာတယ်ဒါလည်းပဲအချောင်းနဲ့ဂျိုတိတာပဲနားနဲ့အတန်းစုံမိလို့ကြားသည့်စိတ်လေးဖြစ်တာပါလား၎င်းနဲ့အနံ့နဲ့စုံမိလို့နမ်းသည့်စိတ်တွေဖြစ်တာပါလားဒီလိုမြင်လာတယ်အဲ့ဒီလို့ မြင်လာပြီဆိုရင်တော့ဒါကအကြောင်းတရားကိုမြင်တယ်လို့ပြောတာအကြောင်းတရားကိုမြင်တာနဲ့တပြိုင်တည်းထဲကင်္ခာဝိတရဏဝိတုဒ္ဓိအကြောင်းတရားနဲ့ပတ်သက်ပြီးတော့အရင်တုန်းကဖြစ်ခဲ့သလားအနောက်ဖြစ်အောင်မလားအတွေ့တွေတွေးတော်ပြီးတန်တရားဖြစ်နေတာတွေမရှိတော့ဘူးတဲ့အဲ့ဒီတန်တရားဖြစ်နေတာတွေကိုကြော်လွှားသွားနိုင်ပြီလို့ဒီလိုဆိုလိုတာနော်ဘာဖြစ်လို့လဲဆိုတော့ဆံရဆံရအကြောင်းတွေနဲ့တွေ့ဖက်ပြီးမြင်သည့်အတွက်ကြောင့်တန်တရားဆိုတာမရှိတော့ဘူး ကင်ခာဝိတရဏဝိတုဒ္ဓိပစ္စယပရိခဉဏ်နဲ့ကင်ခာဝိတရဏဝိတုဒ္ဓိဒီနှစ်ခုကတမာရီကနေတဆင့်တက်လာတဲ့ဉဏ်ဒီတမာရီတွေရလာပြီဒီဉဏ်တွေရလာပြီဆိုရင်ကိုယ်တန်တန်မှာသာသနာကအရင်ကထက်အဲသာသနာဆိုတာအဆုံးအမကိုပြောတာနော်အဆုံးအမကိုလက်ခံနိုင်တာအရင်ကထက်တိုးတက်လာပြီဒီလိုပြောတာအဲ့တော့သီလသာသနာကနေတမာရီသာသနာထိရောက်လာပြီတမာရီသာသနာကနေပညာသာသနာထိရောက်လာပြီလို့ ်ဟဲသာသနာကုတန်တန်မှာတီလာတဲ့နှုတ်ပွဆိုမတီသေးဘူးဖះเจ้าငံသွားယုံတဲ့ဒီသာသနာမျိုးကရမှာမဟုတ်ဘူးကုတန်တန်မှာဒီအရာလေးရသွားအောင်ကြိုးစားအထုတ်တာမှသာသနာတီရဲ့လို့ပြောတာဒီတော့သာသနာတီတာနဲ့မတီတာမသိဘဲနဲ့ရမ်းလုံနေရင်သာသနာတီမှုဆိုတဲ့အနေသာရကိုရမှာမဟုတ်ဘူးအကန်နဲ့တင်လမ်းဆုံးပြီးဒီဘွားဇက်သိမ်းသွားမှာပဲအဲ့ဒီတော့ ဘုရားသာသနာနဲ့ကျုံရဲ့သားနဲ့အကာတော်ဝယ်ပြမော့ကျွယ်ဆိုတဲ့အတိုင်းလူတွေကအကာတော်မှာပဲလမ်းဆုံးသွားကြတဲ့နှစ်သာရကိုရှာမတွေ့လိုက်ကြရဘူးတဘောဆက်သိမ်းသွားပြန်ရော နောက်တစ်ခါတဘောဆက်ကကြရပြန်ရောအဒီတိုင်းပဲဆက်သိမ်းကြပြန်ရောအနှစ်သာရပိုင်းဆိုတာဝေးလာဝေးဖြစ်နေတယ်ဒါကြောင့်မို့အခုလိုတည်တဲ့ချိန်မှာစူးစမ်းအထောက်ကြရမှာဖြစ်တယ်အဲ့ဒီကနေတဆင့်တက်လာတဲ့အခါကျတော့ဘာဖြစ်လာတော့ဆိုရင် အခုသိထားတဲ့ရုပ်နဲ့နဲ့ဥပမာမယ်မျက်စိအစင်းအာယုံဒီနှစ်ခုလုံးကရုပ်တရားဒီရုပ်တရားနှစ်ခုလုံးက ဖြစ်သွားပြီးပြတ်သွားတာအဲဒါတွေကထာဝရတည်မြဲနေတဲ့အရာတွေမဟုတ်ဘူးအရာရင်းမြေကြီးကိုကြည့်လိုက်အမျက်စိနေတာမနေ့ကလည်းဒီရေဒီနေ့လည်းဒီရေဒီလိုမဟုတ်ဘူးမနေ့ကရေတွေမရှိတော့ဘူးဒီနေ့ရေကရေတစ်ခု ကို့တန်တန်မှာအခုလည်းပြန်ကြည့် မနေ့ကဒီရုပ်ဒီနေ့လည်းဒီရုပ်ဒီလို့မဟုတ်ဘူးမြည်ရည်ရေးစည်းတယ်လို့စည်းသွားပြီတို့ခန္ဓာကိုယ်မှာဒီရုပ်တွေမရှိတော့ဘူး copy တွေပဲကြံခဲ့တယ်ဒါတွေကနောက်တက် copy တွေပဲမနေ့ကရုံမဟုတ်တော့ဘူးလို့ဒီလိုမြင်လာအောင်ကြည့်ဖို့လိုတယ်ပေါ့ဒီလိုမမြဲတဲ့သဘောတွေကို ရှုမှတ်လာနိုင်ပြီသုံးသပ်ဆင်ခြင်လာနိုင်ပြီဆိုလို့ရှိရင်တော့ဒါယုံနံတရားတွေရဲ့မမြဲတဲ့သဘောတွေကိုဆင်ခြင်သုံးသပ်မိလာတယ်ဒါကိုတော့ ธรรมทานะญานလို့ခေါ်တယ်။အဲ့ဒီကနေပြီးတော့မှပိစုံပန်ဆက်ဆက်ကိုမပြဲတဲ့အနေထားတွေကိုပိစုံပန်အခိုက်ကလေးမှာပဲမြင်နိုင်လာပြီဆိုရင်တော့ဩရိယဘယညာလို့ဆိုတာပေါ့ပြမှုပြမှုကိုတည်လာတယ်အဲ့ဒီပြည့်စုံပန်ဆက်ဆက်ဆိုတာအဲ့ဒီကြမှာပြည့်စုံပန်ဆက်ဆက်ဖြစ်တာကြော်ပြီးတော့ပြည့်စုံပန်ဆက်ဆက်တည်နေပြီဒီလိုမရဘူးအဲ့ဒီမှာဩရိယဘယညာရပြီးတဲ့အခါကျတော့ ဖြစ်မှုတွေကိုကြော်လွားပြီးတော့ပြက်မှုကိုပဲအာယုံထားတဲ့အနေအထားမျိုးညံကရင့်တန်လာတယ်။အဲဒါဆိုရင်တော့ဘင်ကညံလို့ခေါ်တယ်။အဲဒါကအနှိမ့်စာလက္ခဏာဆုံးသွားတာပဲ။ဘင်ကညံရောက်ပြီဆိုရင်တော့ဘင်ကောနာမအနှိမ့်စာတာယာပရမဂောရီဒီအဖြစ်ကိုမြင်တာအနှိမ့်စာလက္ခဏာလမ်းဆုံးတာပဲဒီလိုပြောလို့ရတယ်။အဲ့ဒီနောက်ပိုင်းရောက်တဲ့အခါကျတော့ပြက်မှုတွေကိုမြင်လာတဲ့အခါလူတွေရဲ့ပုံကိုယ်တွေရဲ့စိတ်ထဲမှာညံနေညံနေရဘလို့တိုးလာလဲဆိုရင် ကြောက်ရရကြီးပါလားလို့တွေးမိလာတယ်။တိလာတယ်ဘယညာ ။အော်ကြောက်စရာကြီးအန္တရာယ်များတယ်လို့သိလာတယ်။ဒါဆိုရင်တော့အာဒီနဝညံစိတ်ပြတ်စရာကြီးပါပဲလို့မြင်လာပြီဆိုရင်တော့နေဗီဒာညံဒါတွေကိုလွတ်လိုက်တော့မှာပဲနော်။သို့မဟုတ်လွတ်ချင်တယ်။ဒါတွေကလွတ်ချင်သွားပြီ။ရုပ်ခန္ဓာတွေဒါတွေကလွတ်လိုက်မှာဖြစ်မယ်။တဏှာနဲ့စုပ်ကံထားတော့ဘူးဆိုရင်တော့ပုံစံတုကမြညတာညံလွတ်ချင်လို့ပြန်ပြီးလွတ်ရလွတ်ချောင်းရှာမယ်ဆိုရင်တော့ပဋိသင်္ခာညံ ယုံနံဓမ္မသင်္ကာရတွေပေါ်မှာတွေ့တာမှုလည်းမရှိဘူးမုတ်တိမှုလည်းမရှိတော့ဘူးတည်ငြိမ်တဲ့အနေအထားနဲ့ဉာဏ်ပညာကငြိမ်သက်ပြီးတော့ဆင်ခြင်နိုင်တဲ့အနေအထားမျိုးရောက်သွားရင်တော့သင်္ကာရုပ္ပကဉာဏ်အဲ့ဒီလိုမျိုးဝိပဿနာဉာဏ်အဆင့်ဆင့်တက်သွားတာဟာကုသဏ္ဍာမှာပညာသာသနာတည်တယ်လို့ဒီလိုခေါ်တယ်ဒီတော့သာသနာဆိုတာဒီလိုတည်အောင်စူးစမ်းရတယ် အဲ့ဒီလိုတည်သွားပြီဆိုတဲ့အခါမှာဒီဝိပဿနာဉာဏ်ဆိုတာဘာတွေနဲ့ဖွဲ့စည်းထားတုံးဆိုမက္ကင်၈ပါးနဲ့ဖွဲ့စည်းထားတယ်။မက္ကင်၈ပါးဆိုတာကအမှန်မြင်ခြင်းတမာဒိဋ္ဌိအမှန်တွေးနိုင်ခြင်းတမာသင်္ကပ္ပ။ဟောဒါနဲ့တွဲထားပြီးတော့အမှန်တွေးဖို့အမှန်မြင်ဖို့ဘာလို့လဲဆိုတော့အမှန်ပြောမှုတမာဝါစာနဲ့အမှန်ပြောပြီးရင်အမှန်လုံးမှုဆိုတဲ့တမာကံပဏ္ဏပြီးရင်အမှန်အသက်မွေးမှုဆိုတဲ့တမာအာဇီဝလို့တယ်။ အဲ့လိုလိုတဲ့အခါမှာလဲစူးစမ်းဖို့လဲလိုတယ်။တမဝါယံမှာအဲစူးစမ်းတဲ့အခါမှာလဲတတိထားဖို့လိုတယ်တမတတိစိတ်တည်ငြိမ်ဖို့လိုတယ်တမသမารိဆိုတော့ဟောမက်ကင်ရှင်ပါနဲ့ဖွဲ့စည်းထားတာ။အဲ့ဒီမက်ကင်ရှင်ပါကဝိပဿနာဉာဏ်အခိုင်မှာတော့တဇထောင်းတဇလွန်ဒီလိုဖြစ်နိုင်သေးတယ်။မက်ကင်ရှင်ပါအားလုံးကတခုတည်းလို့ဖြစ်သွားရင်တော့ဇွမ်းအားတွေပြေသွားပြီးဇွမ်းအားတွေပြေသွားပြီဆိုရင်တော့ကိလေသာအဆိုင်ခဲကိုဖောက်ခွဲနိုင်တဲ့မက်ဆိုတဲ့ဟာဖြစ်သွားပြီမက်ဆိုတာ။ အဲတခြားဟာကိုခေါ်တာမဟုတ်ဘူးဒီမက်ကင်ရှစ်ပါအပေါင်းကိုခေါ်တာလူတွေကုသိုလ်ကောင်းမှုလှုပ်တိုင်းဆုတောင်းကြတယ်နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို့ဤချို့ကလည်းရက်တူတူတောင်းထည့်လိုက်သေးတယ်ရှင်နေမကြောက်လို့တကယ်တော့တကယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းနဲ့ဆိုရင်ဒီတရားတွေကိုတန်တန်မှဖြစ်အောင်ကြိုးစားဒီတရားတွေကမှနိဗ္ဗာန်ကိုမျက်မှောက်ပြုလို့ရတယ်ဒီတိုင်းသွားပြီးတော့မျက်မှောက်ပြုလို့မရဘူးဒါကြောင့်မို့သီလတမာရီပညာဆိုတဲ့ဒီရည်ချင်းတွေပေါင်းဆက်ပြီးတော့ဆွမ်းအားတွေ ထက်လာပြီဆိုရင်ဒါကို logodra map လို့ခေါ်တဲ့ဝိပဿနာဉာဏ်ရဲ့အကျိုးဆက်က logodra map ပဲအဲ့ဒီ map ဆိုတာကဒီ mechanism ပါပဲဝိပဿနာဉာဏ်တုံးကလည်းဒီ mechanism ပါပဲ message ပေါ်လာတဲ့အခါမှာလည်းဒီ mechanism ပါပဲဒီ mechanism ပါကတရားဝင်နိဗ္ဗာန်ကိုအာယုံပြုသွားနိုင်ပြီဆိုရင်ကိလေသာအဆိုင်ခဲတွေကိုဖောက်ခွဲနိုင်တယ်ဒါကြောင့်မလို့သူကို map ကလို့ဘာလို့ခေါ်တာလဲဆိုတော့ အထာကရာတွေမှာတော့အဆင့်30နဲ့ဖွင့်ပြထားတာအလွန်တိတ်ပဲရှိရပေါ့သူကဘယ်လိုဖွင့်သလဲဆိုတော့နိဗ္ဗာန်လိုချင်တဲ့ပုံကိုယ်ကြီးရအောင်ရှာရမယ်တရားတဲ့နိဗ္ဗာန်လိုချင်ပြီလားလိုချင်ရင်ဒီမက်ခင်ရှင်းပါကိုရအောင်ရှာမက်ခင်ရှင်းပါရှာတယ်ဆိုတာသီလသမာဓိပညာကိုယ်တန်တန်မှာဖြစ်အောင် လုပ်တာကိုဆိုလိုတာဖြစ်တယ်ဒီတရားတွေကိုရှာရမယ်တရားကဲရှာလိုက်ပြီဘသူကရှာပေးမလဲဆိုတော့နိဗ္ဗာန်ကိုကိုယ်ကလိုက်ရှာမှာမဟုတ်ဘူး ရှာပေးရမှာကဘာလို့လဲဆိုတော့ဒီမက်ခင်ရှင်ပါပဲနိဗ္ဗာန်ကိုရှာပေးမဲ့နိဗ္ဗာန်ကိုပို့ပေးမဲ့တရားကဒီမက်ခင်ရှင်ပါမက်ခင်ရှင်ပါမပါပဲနဲ့နိဗ္ဗာန်ကိုမရောက်ဘူးမက်ခင်ရှင်ပါခြင်းလို့ရှိရင်နိဗ္ဗာန်ကိုရောက်သွားမှာပဲစုတောင်းနေလို့လည်းရောက်မှာမဟုတ်ဘူးအဲ့ဒီနိဗ္ဗာန်ကိုပို့ပေးတဲ့အခါမှာသူကဘယ်ပုံပို့ပေးတာလဲဆိုတော့မက်ခင်ရှင်ပါက လုပ်ငန်းတစ်ခုကိုလုပ်ပေးတယ်တစ်ဖက်ကကိလေသာတွေကိုဖယ်ရှားပြစ်လိုက်တယ်နိဗ္ဗာန်ထဲကိုပြေးဝင်သွားတယ် ဲ့ဒီနှစ်ခုနဲ့ပဲကိုယ်တိုင်ကကိလေသာတွေကိုဖယ်ထုတ်လိုက်ကန်ထုတ်လိုက်ပြီးတော့နိဗ္ဗာန်ဘက်ကိုကူးသွားတယ်ဒါကဘယ်သူကလောက်တာတုံးဆိုမဲ့ခင်ရှင်ပါကပဲလောက်တာဒါကြောင့်ဒီအစဉ်အတိုင်းကျင့်သွားမယ်ဆိုရင်နောက်ဆုံးကတော့နိဗ္ဗာန်ကိုရောက်သွားမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပေါင်းတို့သည်ဇာတိမြင်မှာသာသနာလို့ဆိုတဲ့အတိုင်းအတိုင်းတာတစ်ခုထိသာသနာဆိုတာကိုဒီထိရောက်အောင် စ조사အားထုတ်ကြရမှာဖြစ်တယ်အဲ့ဒီလို조사အားထုတ်နိုင်မှသာမိမိတန်တန်မှာသာသနာဟာအပြည့်အဝတည်မှာဖြစ်တယ်ဒီလိုသာသနာအစဉ်မပြတ်စင်စက်မပြတ်တည်ဖို့ရာအတွက်သာသနာကိုတည်အောင်ပြုမဲ့ပုံကိုယ်တွေပေါ်များလာအောင်မိမိတို့ကိုယ်တိုင်ကလည်းအားပေးတိုက်တွန်းကြရမှာဖြစ်တယ်ပေါ့ဒါကြောင့်မလို့သာသနာအစဉ်မှန်တို့တန်တန်မှာဘလို့တည်အောင်조사အားထုတ်ကြရမလဲဆိုတာကိုနားလည်ပြီး သာသနာတည်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းပညာအစင်းမြင့်တထမြင့်၍ကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေတပ်ပါအိစာမင်္ဂလာကို ရွယ်ကာတရရင်ရပါစေဇာတိမြေမှာသာသနာကတော့ဒီအပိုင်းမှာပဲအဆုံးသတ်သွားပြီဖြစ်ပါတယ်နောက်ထပ်လည်းဆရာတော်ကြီးရဲ့တရားများကိုကောက်နှုတ်ပူဇော်ခြင်းမှာသိနေရှင်ကျေးဇူးတင်ပါတယ်ရှင်ကျွန်မတို့တာပါ